ြောစရာတို့ကြီးရေးထားတဲ့ဆောင်ပုဒ်ကလေးအလွန်ကောင်းတယ်ငကွားတော့စကိုင်းကျောင်းပါတော်ကတော့ဘောလေးနဲ့တောင်ရေးထားလေတယ်ဝရဓမ္မသင်္ခါရအပ္ပမဒိနာတမ္ပါဒိဌနော်မြတ်စွာဘုရားပြိဋိဘံစံဃာနီလေးမှာနောက်ဆုံးပြောတော်တဲ့စကားလေဟန္တတာနိဘိခေအာမန္တရာမိဟောဝရဓမ္မသင်္ခါရအပ္ပမဒိနာတမ္ပါဒိဌစကားနှလုံးနော်ဝရဓမ္မသင်္ခါရအပ္ပမဒိနာတမ္ပါဒိဌဝရဓမ္မသင်္ခါရဆိုပါပြော သင်္ခါရဖြစ်เสียအကြောင်းရှိလို့ဖြစ်ဖြစ်လာတဲ့ဒီသဘာဝတရားတွေဟာတနည်းအားဖြင့်ဘဝဟာခန္ဓာဟာဒီဖြစ်စဉ်တွေဟာဟုတ်လားသင်္ခါရဒီဖြစ်စဉ်ဒီဘဝဒီသဘာဝတရားတွေဟာဝရဓမ္မာဖြစ်ပြီးရင်ပျောက်ွယ်ပျောက်ွယ်သွားတဲ့သဘောတွေကြီးပဲတဲ့နော်ဝရဓမ္မာသင်္ခါရဒီဖြစ်စဉ်တွေဟာဖြစ်ပြီးရင် မရှိတော့တဲ့သဘောတွေကြီးပဲလို့ပြောတာဝရဓမ္မာသင်္ခါရအပ္ပမဒေနတမတေတာ အပမဒေနတမ္ပါဒေတာဆိုတာအပမဒေနတတိတရားဖြင့်တမ္ပါဒေတာပြည်စုံစေရမယ်။ဘာပြည်စုံစေရမယ်လဲ။သီလသမာဓိပညာကိုပြည်စုံစေရမယ်။သူတော်ကောင်းတရားကိုတိမှုအတိညာကိုပြည်စုံစေရမယ်လို့ပြောတာ။အဲ့ဒါကိုဆရာကြီးကဘယ်လိုရေးတုံးဆိုတော့ဆရာကြီးရဲ့အမြင်ဘယ်လောက်ကြီးလဲဆိုတာကိုသိနိုင်တယ်။ဟောရဓမ္မသင်္ခါရပြင်းစွာထိတ်လန့်စီအပမဒကျင့်စဉ်ပြဘဝအနှစ်တွေတဲ့။ဒါနဲ့နေကိုတရားလုံလောက်ပြီလို့တောင်ပြောမှဆိုပြောလို့ရတယ်။ ဝေယဓမ္မသင်္ခါရပြင်းစွာထိတ်လန့်စီတန်ဝေကရအောင်ပြောလိုက်တာသင်္ခါရတရားတွေကဒီလိုပဲပြီးသွားတာအိဋ္ဌာရီဘာမှကောင်းတဲ့တရားတွေမဟုတ်ဘူးလို့ပြောတာဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဉာဏ်ရှိရင်ရှိသလောက်သူ့ရဲ့စိတ်ဟာထိတ်လန့်သွားလိမ့်မယ်ဘဝဆိုတာမြဲတဲ့သဘောမဟုတ်ဘူးဘဝဆိုတာခိုင်မြဲနေတဲ့သဘောမဟုတ်ဘူးဒါအပေါ်ယံစကလုံးပေါ်တော့ဒါတော့ဟုတ်လားဖြစ်เสียကြောင်းရှိလို့ဖြစ်ဖြစ်နေဒီသဘောတရားတွေကဖြစ်ပြီးရင်ပြီးသွားကြတာကြီးပဲဆိုတာကြတော့လက်တွေ့သိနိုင်တဲ့အနေအထားတစ်ခုပေါ့ အဲ့ဒီလိုဝေယဓမ္မသင်္ခါရလို့ပြောတာဘာကိုပြောတာလဲထိတ်လန့်အောင်ပြောတာတံဝေကရအောင်လို့ပြောတာအဲ့ဒီတံဝေကထိတ်လန့်မှုကတွန်းအားပေးမယ်ဘာတွန်းအားပေးရမလို့လွမြောက်မှုကြီးကိုမင်းသွားဒီတရားတွေကကောင်းတာမို့လွမြောက်အောင်လုပ်ဟုတ်လားဝေယဓမ္မသင်္ခါရပြင်းစွာထိတ်လန့်စီ အပ္ပမာဒကျင့်စဉ်ပြဘဝအနှစ်တွေ့ အမဒီနာတမဒိဋ္ဌဆိုတာအဲ့ဒီဘဝဒုက္ခတွေကလွတ်မြောက်ခြင်းနဲ့မင်းကြောက်လို့ဒီကနေလွတ်မြောက်ခြင်းနဲ့ဆိုရင်မင်းဘလို့ကြင့်သုံးအောင်လို့ဘယ်လန်းရှောက်အောင်မှာတော့ဒီကနေလွတ်မြောက်ဖို့အတွက်မင်းဘယ်လန်းအနေပြီးရမှာတော့ဟုတ်လားလွတ်မြောက်ဖို့အတွက်မင်းဘလို့လုပ်အောင်မလို့ဘလို့ကြင့်ရမှာလို့ဆိုရင်အဲကြင့်စဉ်အနေနဲ့ဟောတာတဲ့အပမဒိနာတမ္ပဒိဋ္ဌဆိုတာအဲ့ဒါကြင့်စဉ်ကိုပြောတာနော်ဒီနှလုံးထဲနဲ့ဘုံဘုံတို့ကနော်တော်တော်ကြီးကိုလုံလောက်သွားတယ်လို့ပြောနိုင်တယ်နော်ဝေယဓမ္မသင်္ခါရပြင်းစွာထိတ်လန့်စီအပမဒါကြင့်စဉ်ပြား ဘဝအနှစ်တွေဟုတ်ပြီလားအဲ့ဒါဘုန်းတို့ပြောခဲ့တာလေးတွေတော်တော်လေးလိပ်ပတ်လည်သွားပြီနော်အပမရာဆိုတဲ့တတိတရားနဲ့ဒီခန္ဓာမှာဖြစ်နေတဲ့သဘာဝတရားတွေကိုဇွလုံးလဝရိယကြီးစွာထားပြီးတော့ဖြစ်တိုင်းသိနေတဲ့အလုတ်ကလေးကိုစူးစမ်းသတိပဋ္ဌာန်ပေါ့နော်အဲ့လိုစူးစမ်းမယ်ဆိုရင်ဩဒီဖြစ်စဉ်တွေဟာပုဂ္ဂိုလ်တ attva မဟုတ်ပါလားရုပ်တည်နံနေဖြစ်နေတာပါလားသိလာလိမ့်မယ်ဒီဖြစ်စဉ်တွေကဖန်ဆင်းထားလို့ဖြစ်တာမဟုတ်ပါလား အကြောင်းပဲဖြစ်နေတာမဟုတ်ပါလားရှိရှိယုံနံကြောင့်နောက်နောက်ယုံနံတွေဆက်ပြီးတော့ဖြစ်နေခြင်းမလားအကြောင်းကျိုးပဲလို့သိလာလိမ့်မယ်သူ့လိုလိုသိလာမှာနော်တတိပဌံကသာအာထုတ်ယုံနံကသာဖြစ်တိုင်းသတိထားနေဒါပုဂ္ဂိုလ်တ attva မဟုတ်ဘူးဆိုတော့သူ့လိုလိုသိလာမယ်ဒါအကြောင်းကျိုးဖြစ်စဉ်ပဲဆိုတော့သူ့သူသိလာမယ်ဆက်ပြီးတော့ဗာသိလာမယ်လို့မမြဲတဲ့သဘောဆင်းရဲတဲ့သဘောတန်ဖိုးမရှိတဲ့သဘောတွေလို့သူ့သူသိလာမယ်ဟုတ်လားညံရှင်းလာတော့နော်အဲ့ဒါကိုပဲသူတော်ကောင်းတရားသိတယ်ခေါ်တာ